အားလုံးမင်္ဂလာပါမလန်းလိုင်း entertainment မှာပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်တို့ကလန်းလိုင်း entertainment ကနေ season အလန့်အသစ်တွေကိုစင်ဆက်မပြတ်တင်ဆက်ပေးနေမှာဖြစ်လို့ subscribe like share လေးတွေနဲ့အားပေးကြဖို့မေတ္တာရခံကြပါလေအားလုံးကိုကျေးဇူးတင်ပါတယ်ပြန်ပြီးတဲ့အတွက်ကျေးဇူးတင်ပါတယ်ဟုတ်ကဲ့ခုချိန်မှာတော့ကျွန်တော်တို့အစင်းနဲ့ဖြတ်ကြပြီဆိုလို့ရှိရင်တော့ကျွန်တော်ရဲ့အစီအစဉ်လေးကိုစလိုက်ကြရအောင်ဗျဒီကနေ့မှာတော့မိတ်ကလေးတွေကို မခံနိုင်အောင်ဖာစာပေးနေအဖို့ရပေးနေသောတင်ဆက်ပေးကြပါရစေ။အရင်ကမပြောခဲ့အလုံးသိတာတဲ့နဲ့စိတ်နဲ့အစာနေမလားဝေးမလားဆိုတော့အရင်ပြောပြပေးကြပါရစေ။အရာပေးမှာပဲဖေးကလေးတွေကို မခံနိုင်အောင်ဖာစာပေးအဖို့ရနေသောတင်ဆက်ပေးတော့မှာမို့အဆောင်ထိကြည့်ပေးကြပါရှင်။စိတ်နဲ့အစာနေမလားဝေးမလားလိုအပ်များစွာအင်္ဂလိပ်စေဆိုရင်အစာစားပြီးမှပဲတောက်ရမယ်လို့ မှတ်ယူထားကြပါတယ်။တကယ်ပဲအင်္ဂလိပ်စေတွေက အစာစားပြီးမှတောက်တဲ့နာလားဆိုရင်တော့အလိုမဟုတ်ပါဘူး။အစာစားပြီးမှတောက်ရည်စိတ်ရှိတယ်လို့အစာနဲ့ဝေဝေးတောက်ရည်စိတ်နဲ့ရှိပါတယ်။အစာနဲ့ဝေဝေးဆိုတော့အစာမစားမီနိုင်ဝက်တနာရီဒါမှမဟုတ်အစာစားပြီးနှစ်နာရီကြာဖို့ဆိုလိုတာပါ။တသက်စေတွေက အစာစားပြီးမှတောက်တယ်ပါတယ်။ဘာကြောင့်လဲဆိုတော့ အစာကစိတ်ဆောင်ဖြစ်အောင်မဲအစာရင်နဲ့ဦးလန်းသားထိခိုက်မှုကို short ထားပေးပါတယ်။ဥပမာကောက်ယောဂနဲ့စီးကြောက်တဲ့ယောဂစီအခက်ခဲပြောင်းစေစိတ်ဆောင်ဖြစ်တဲ့တွေ့ရင်တခြားတဲ့ဇာတာကိုကာဝယ်ပေးပါတယ်။ဥပမာစီးကြိုးစီဆေးရောင်နေတဲ့ပိုကောင်းစေတယ်။ဥပမာမှုယောဂစီများတချို့စီတွေက အစာနဲ့ဝေဝေးတောက်တယ်ပါတယ်။ဘာကြောင့်လဲဆိုတော့ အစာကစိတ်ဆုပ်ယူမှုကိုအနှောင်ယှက်ပေးပြီးအာနိသင်ရောကြားစေပါတယ်။ဥပမာပိုသက်စိတ်များ အစာကစိတ်ဆုပ်ယူမှုကိုအားပေးပြီးဘေးတွေဆိုးကျိုးများစေပါတယ်။ဥပမာ HIV AIDS စေများဆိုကအစာနဲ့နီနီဝေဝေပြဿနာမရှိပေမဲ့တချို့စေတွေကတော့အနေရရှိနိုင်တာမို့ကျန်းမာရေးပညာရှင်တွေနဲ့တိတ်ဆောင်ပေးမြန်မြန်မှ တောက်တုံခင်ပါတယ်ဆက်လက်ပြီးတော့ဘေကလေးတွေကို မခန့်နိုင်အောင်ဖန်ဆားပေးအဖုံရည်နေကြောင့်တင်ဆက်ပေးချင်ပါတယ်ဘေကလေးတွေမခန့်နိုင်အောင်ဖန်ဆားပေးနေဒါမှမဟုတ်သမားရဲ့ပန်လေးကိုရှင်ဖို့စိတ်ပါလောက်ထိတ်ခံပေါ်တတ်ပေးနေတဲ့များကြောင့်တင်ဆက်ပေးမှာပါနော်တဲ့အိမ်ခန်းထဲမှာလိလအသင်ဆိုင်လေးရှောင်းမတွေ့ရင်ကြာရင်ယူသွားမှာပါ သမားတို့မိန်းမတွေကမပြီးပဲကြာနေမှသာပဲမဲ့တပ်မနေလောင်နေနေပြီးမသွားချင်ကြပါဘူးစက်စားအတူနေနေဆက်ဆံနေကြပါတယ်တဲ့အမလုံးမရင်တော့သမားတို့ဆိုရင်နေတဲ့လို့ဖြစ်သွားမှာပါနားရှုံသွားသလားရှင်သမားတို့ဆိုရင်နေတဲ့သမားတို့မဖေးခဲ့ရှင်တို့ပြင်မြောက်ပြီးလိတ်တက်ပြောသွားမှာကိုပြောတာပါရှင်သမားတို့ရဲ့ပြီးဆုံးရင်ပြင်းပြင်းမလောင်တောင်းထားပြီး ကြကြဆက်ဆံနေတာကလည်းကျမတို့ကိုပြေဆုံးတဲ့အခါပိုကောင်းစေပါတယ်။အရာကြောင့်ကျမတို့အတွက်အစဉ်ပြေစေမယ့်နေလန်ကောင်းဆက်ချကိုကိုပျော်ပြားကျမရရှင်။ကျမရဲ့အကောင်ရဲ့ကိုဖွင့်လဲပါ။ကျမစိတ်မလာသေးရင်မလိန်စေပုံမှာအရေးပြောင်းလေးဖုံးနေတတ်ပါတယ်။အရာကိုဖွင့်လိုက်ပါ။လက်နဲ့အသာလေးပုတ်သက်ကြွယ်ရဲ့ဖက်ဆက်ကကျမရဲ့ရှင်သာထိပ်ပြားလေးတွေကို ဆုံးပြီပါရှင်အလုံးဖြည့်ဖြည့်ညင်သောအပေါ်ဟာသောအောက်ခပေါ်စီခဲညင်ကြီးကစားပေးရေးဇမစိတ်ပါလာပေးဇမဟာနေနဲ့တဖြည်းဖြည်းဆူဆူလာပါလိမ့်မယ်အလုံးဆူဆူလာပြီဆိုရင်တော့အရာသာကိုကိုရှာပါအရာသာကိုကိုထိမရေးဇမတို့ကောင်းနေအောင်ကောင်းတတ်ကြမို့ပါအရာသာကိုကမိမအင်္ဂါတဲ့လက်ညိုတထောင်စာအလယ်နာလာမှရှိတတ်ပါတယ် အဲ့ဒီနေရာကိုနိုင်ငယ်ပေးပါလက်နှစ်ဆောင်နဲ့ဆုံးပို့ခေါ်ပါတယ်သမာစိတ်ထားလိုက်ရင်အဲ့ဒီနေရာလေးကဇန်လာတက်ပါတယ်ဆူဆူနေတဲ့သမာဟန်လေးတွေကိုလက်ဆောင်လေးအသာထိုးပေးပြီးအရှောတာခုလေးကိုကစားပေးဖို့ရှင်အပေါ်ပိုင်းကလည်းနှက်ခမ်းဆုပ်ပြီးတော့ရှင်းသာထိတ်ဆုပ်ပြီးတော့လောက်ပေနေရင်ပေါ့နော်လက်တစ်ဖက်အားနေတယ်မလားသမာရင်သားတွေကိုအတောင်ပေါ်ပေါ်ခိုင်းနေပြီပေါ့ရှင် ဒီလာဆိုရင်ကိုစက်မစိတ်အတော်ပါနေလာပါပြီဒါပေမဲ့မလောဝါနေဦးရှင်ဒါဆက်လုပ်ပြီးပါစက်မရဲ့ဗန်လေးကိုအောက်ခံထားပါအပြည့်မဲ့နှကန်းသားဟာတစားနေရတွေကအထည်တွေမကန်စားနိုင်ပေမဲ့အဲ့ဒီနေရာကစားပြီးတွေတော့အကောင်းဆုံးပါအောက်ခံပြီးနည်းနည်းဖျားပေးပါပေါ်ဝင်ကလည်းတက်ခမ်းဆုပ်ပြီးတော့ရှင်သာထိတ်ဆုပ်ပြီးတော့လှုပ်ပင်နေရင်ပေါ်တော့ လက်တစ်ဖက်အားနေတယ်မလားသမိုင်းရင်သားတွေကိုအတားဖောက်ဖောက်ခိုင်းလိုက်ပြီးပေါ့ရှိသမိုင်းဖောက်သွားနေတဲ့နေရာလေးကိုခယူဆိုင်ပါသမိုင်းခရင်နဲ့ပန်လေးစားမှာအမွေလေးတွေပေါင်နေတဲ့ဖောက်ပေါင်းနေရာလေးရှိတတ်ပါတယ်အဲ့ဒီနေရာလေးကိုခယူဆိုင်နေနေပြီးပါရှိအပေါ်ပိုင်းကလည်းနှက်ခမ်းဆောက်ပြီးတော့ရှင်သားထိတ်ဆောက်ပြီးတော့လည်းလှုပ်ပေးနေရင်ပေါ့နော် လက်တစ်ဖက်ကအားနေတယ်မလားကျမရဲ့ရှင်သားတွေကိုအသာဘွားဘွားနှိပ်ပေးဖို့ရှိကျမကိုနှိပ်ပေးပါကျမရဲ့အစိမ်းလေးကိုမထိတ်ခင်ချတဲ့နေရာအားလုံးကိုနှိပ်ပေးပါကျမအမွေလေးတွေကိုဆွဲပေးပါခပ်ဘွားဘွားလေးကစားပေးပါကျမရဲ့အစိမ်းလေးကိုဆက်ဝိုင်းပေါ်ပို့ပေးပါဆက်ဝိုင်းပေါ်နေနေမှုဟာအမျိုးသမီးတွေအားသာဖြစ်ရေးရွှေဝံအစားဆုံးဆိုတာသင်သိပါသလားရှင် အပေါ်ပိုင်းကလည်းနှက်ခမ်းဆုပ်ပြီးတော့ရှင်သားထိတ်ဆုပ်ပြီးတော့လည်းလှုပ်ပြီးနေနေပေါ့နော်လက်တပတ်အားနေတယ်မလားသမားရဲ့ရှင်သားရင်းကိုအသာဖွာဖွာကန်နေပေးပါရှင်သမားရဲ့တင်မဆောင်ကိုကစားပေးပါတယ်လန်ညိုကိုခရီးတဲ့အစုံတွေထဲလာပြီးတယ်မလေးကိုနှိမ်နေပေးရင်သမားစိုက်တတ်ပါရဲ့သမားရဲ့ခန္ဓာကိုယ်ကိုပုံစံပြောင်းစေပါပုံစံအမျိုးမျိုးပြောင်းစေပြီးသမားဘယ်ပုံစံကိုအတိုင်းဆုံးလဲဆိုတော့ လေးလာစီပါသမားရဲ့ပန်းပါဝါလေးကိုလှုပ်ဆွာပေးပါလက်နဲ့ဆောင်သုံးချောင်းနဲ့အဝေးထွက်သေးကလေးတော့မဟုတ်ပဲနှိမ်နေပေးပါစံတရားသေးပါတက်လက်ညို့ကိုသမားစီပေါ်မှာထားပေးတက်လက်ခလေးကိုထပ်ချပေးမှာထားရင်စံတရားထိတယ်လည်းလှုပ်ရှားပေးပါမိကလေးတွေအရာကိုအရင်ဆိုင်ပါတယ်ကောင်းပွဲပါလေးအတွက်မြေကောင်တစ်စိမ့်လှုပ်ပေးပါကောင်းကဲပုံစံပါလေးရင် တက်လက်ကိုကျမရဲ့ခြေထောက်လေးခြေထောက်ထဲပေးကျမရဲ့ဓမ္မတွေကိုအောက်ခံပေးပါကျမကိုတဲ့ကိုပေါ်မှာမှောက်ထားခိုင်းပါလက်တစ်ခုလုံးနဲ့တတ်ပေးပါဆော့ဆာချင်းတွင်နေစမှာတက်လက်တစ်ခုလုံးနဲ့ကျမဟာကိုအောက်ခံပေးအပေါ်ဟောက်ပေါ်တတ်ပေးပါလက်နှစ်ဖက်လုံးတော့မှာလက်တစ်ဖက်ရဲ့လက်ညိုလက်မနဲ့ကျမဖန်လေးကိုဖြဲထားပြီးနောက်လက်တစ်ဖက်နဲ့အစိမ့်လေးကိုဆွာပေးပါ ညီညီကသာလေးလုပ်ပေးပါ။သမားရဲ့အတန်ကန်လေးကိုမချပါနဲ့။သင်ချစင်ပေမယ့်အဲ့ဒီပင်တွေဟာသင်ပတ်သက်မှုကိုနည်းနည်းကျန်းသာလုံဆောင်ပေးနိုင်ပါတယ်။အထူးလွယ်တဲ့မိမာတွေအတွက်ပုံသင်လျော်ပါတယ်။သမားကိုဦးဆောင်ခိုင်းပါ။သမားအားကားပေးတာကိုကျေးသမဘာလို့ဇလဲဒီကိုစူးစားပါအရာသာတည့်ရလဲပေါ့သမလည်းဥက္ခာခိုင်းပြီးခေါင်းလေးနေရာကိုပြပေးခိုင်းပါသမရဲ့မာလိစေကို ပပစမာတီဗီပါပုံမှန်ပေညာအပေါ်အောင်နှိုးဆော်ပေးခြင်းသမားကိုပြီးဆုံးစေတာမှန်ပေမယ့်မတိရသေးတဲ့နေရာတွေအများကြီးချမ်းမသေးတယ်နည်းနည်းလေးညစ်ချင်းသက်ဝိုင်းပုံဖုတ်တတ်ပေးခြင်းတို့ကပိုကောင်းစေပါရဲ့ရှင်ဒီနေ့တင်ဆက်ပေးခဲ့တဲ့အကြောင်းလေးကိုတော့ဒီမှာပဲရှင်းလင်းပြပါရှင်နောက်ထပ်လည်းကျွန်တော်တို့ channel ကနေဘုသူတာဖြစ်စေမယ့်အကြောင်းလေးတွေကိုဖေးချက်တင်ဆက်ပေးပါမို့စောင့်မျှော်ပေးကြပါဦးရှင် ချစ်ရှုအောင်ပေးခဲ့တဲ့ပရိသတ်တယောက်စီစီကိုကျေးဇူးတူပဲတင်ရှိပါရရှင်။